အိန္ဒိယနိုင်ငံကလူတွေအစားအစာတွေကိုပကံမသုံးဘဲကျန်းပြင်ပေါ်မှာတိုက်ရိုက်ချထားပြီးသုံးဆောင်နေကြတာမြင်ပူးကြမယ်လို့ထင်ပါတယ်။အဲ့ဒါဟာတကယ်တမ်းတော့နေတိုင်းစားလေးရှိတဲ့ဒလိထုံးနှန်းတွေမဟုတ်ပါဘူး။အဲ့ဒါဟာကျေးဇူးတင်မှုနဲ့ယုံကြည်မှုရဲ့လောက်ရတစ်ခုပဲဖြစ်ပါတယ်။တန်ရှင်းတဲ့ကျန်းပြင်ပေါ်တိုက်ရိုက်စားသုံးကြတဲ့ပုံရိပ်ကိုအိန္ဒိယနိုင်ငံကဖျားเจ้าတွေမှာတွေ့ရလေးရှိပါတယ်။လူတွေကနှိမ်ချမှုနဲ့တန်းတူညီမျှမှုကိုပြသဖို့ကျန်းပြင်ပေါ်မှာထိုင်ကြပါတယ်။ဘသူပဲဖြစ်ဖြစ်ချမ်းသာတဲ့သူဆင်းရဲတဲ့သူဒေသခံဒါမှမဟုတ်ဧည့်သည်ပဲဖြစ်ဖြစ်အားလုံးအတူတူဘေးချင်းရှင်စားတော့ကြပါဗျ။ ။ဘာလို့လဲဆိုတော့ဖျားသခင်ရှိမှကျုပ်တို့အားလုံးဟာအတူတူပါပဲဆိုတဲ့သဘောပါ။အဲ့ဒါဟာသူတို့ရရှိခဲ့တဲ့အရာတွေအတွက်ကျေးဇူးတင်တဲ့နိလန်တစ်ခုဖြစ်ပါတယ်။ရိုးရာစင်လာရအစားအစာကိုမပြောရက်ဒါမှမဟုတ်တန်ရှင်းတဲ့မြေပြင်ပေါ်မှာတင်လို့ရှိပါတယ်။တခါတရံမှာဒီရိုးရာတလေးကိုစူတောင်းချက်တစ်ခုပြည့်စုံသွားတဲ့အခါယောဂါကနေပြန်လဲကောင်းမွန်လာခြင်းကောင်းမွန်တဲ့တည်နှံတွေရရှိခြင်းဒါမှမဟုတ်ပွဲတော်ကြီးတစ်ခုပြီးနောက်လိုမျိုးပြုလုပ်လို့ရှိပါတယ်။ဒါဟာသူတို့အတွက်မယူခင်ပြန်ပေးဆက်တဲ့အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ကျန်းပြင်ပေါ်အစားအစာတွေချနေတာက လေးစားမှုကျေးဇူးတင်မှုနဲ့သူတို့ကိုကျွေးမွေးနေတဲ့ကဘာမြင်နဲ့ချိတ်ဆက်နေမှုလိုပဲဖြစ်ပါတယ်။ဒါအပြင်အစားအစာတွေဟာဖះเจ้าမှအခမဲ့ကျွေးခြင်းဖြစ်ပါတယ်။